ခုငလျင်တင့်ဒေတာတွေမှာပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ဆိုရင်အရင်ဆုံးဘာတွေလုပ်တင်ပါသလဲဆရာပြန်လည်ထူထောင်ရေးကတော့တပိကတော့ငွေပေါ့ဗျာလိုလည်းငွေတွေပြောရင်တော့ဒါပေမဲ့အဲ့ဒီနေရာမှာဟိုကျွန်တော်တင်မယ့်အပိုင်းသုံးပိုင်းတော့ခွဲပြီးဖို့လို့ဒီတစ်ချက်ကတော့ကျွန်တော်တို့ဟိုလူဒန်းသားလွာပေါ့နော်လူဒန်းသားလွာမှာအပေါ်ဆုံးမှာရှိတဲ့ချမ်းသာပြောရတဲ့ဆိုပြီးပြင်တော့အလေလက်အစုပြင်တော့လာခါစားအပေါ်မီဝန်ထမ်းလိုမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဆိုးဝန်ထမ်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် ကျွန်တော်ကိုပိုင်စီးပွားရေးဘေးလေးလုပ်ပေးနေလေခင်ဗျာ။ဒီနောက်ဆုံးအောက်မှာလက်လုံးလက်စားနဲ့ဆက်ခဲတဲ့ဝမ်းပါတဲ့လူလို့ကျွန်တော်မြင်ကြည့်လို့ရမယ်။သုံးခွာလောက်အမဲဆုံးကြည့်လို့ရမှာ။ဆိုတော့ဒီခဏတဲ့လူတွေအတွက်လိုအပ်ချက်ကလည်းတမျိုးထည့်နေတယ်။ပြန်ပြီးတော့ဒီဖောက်မယ်ဆိုဆော့လုပ်နိုင်တဲ့အားရှိရတော့သူ့ control အားနဲ့။ဆိုတော့သူတို့ဆိုရင်ခုနကငင်းငင်းအဖောက်တွေကိုဖြတ်သိမ်းနေတာဒီမှာဖြတ်သိမ်းနေပါမစ်တို့ပြီးရင်ပြန်ပြီးတော့ဒီဖောက်တဲ့ပါမစ်တို့ပြီးရင်တော့သူတို့အတွက်တကယ်ကိုငလင်းကိုပြန်ပြန်ခံနိုင်မယ့်အဆောက်အဦဒီ design ထုတ်လုပ်ခြင်းနဲ့ပြီးဆောက်ခြင်းနဲ့ဆိုင်တဲ့တကယ်ကိုမှန်မှန်ကန်ကန်လုပ်မဲ့ကုမ္ပဏီတွေအဲ့ကုမ္ပဏီတွေကိုဟိုအရေးကြီးစစ်ဆေးပေးမယ်ကျွန်တော်တို့ third party ပုံမှာပေါ့နော် third party ဒီ quality control လုပ်တဲ့ကုမ္ပဏီတွေကနေဒီနေ့ချိန်ဆနိုင်အောင်နဲ့အဲလုကန်ဆောင်ရွက်နိုင်ဖို့ကဒီကျွန်တော်ရှင်းနေဒုတိယခုနောင်ကအဲကျွန်တော်တို့ middle income မှာ lower middle income ပေါ့နော်ဒီဖြစ်ဖြစ်ပြီး ို့သက်ဆံလေးနဲ့စုပြီးတော့တစ်သက်သာလုံရထားတဲ့ချွေးနဲ့စံနဲ့အဖောက်ဦးလေးဖောက်ထားပါတယ်။ဒါမှမဟုတ်ဖော်နူလေးဝယ်ထားပါတယ်။တိုက်ခန်းလေးဝယ်ထားတယ်။အဲ့ဒါလေးပြုပြတော့တဲ့ခါမှာဒီကဲသူဆက်ပြီးတော့လောက်ရမယ်။တထုပြန်ချင်းဝီလောင်မကြည့်သေးတဲ့လူမျိုးတွေဖြစ်ပေါင်းဖြစ်နိုင်တယ်။ပြန်ပြီးတော့တိဆောက်နိုင်မှုတွေရည်ရှိကျွန်တော်တို့ချင်းဝီလောင်မျိုးကိုရအောင်ပြီးဆောက်ပြီးဖို့လိုအပ်တယ်ပေါ့နော်။ပြီးရင်တော့ခုနကမန်ဘာတဲ့လူတွေကထိခိုက်တယ်။သူတို့လည်းခုနကအလုပ်ကိုင်းနေဆက်ခဲ့တော့ဆိုတော့သူတို့ကတော့ဒီလိုဆောက်လို့ရလုပ်ငန်းတွေနဲ့သာတော့ပြီးအမှတ်ရပြီးပြန်ပြီးတော့ဖြေဖြေရှားတဲ့လုပ်ငန်းတွေ အဲ့အမျိုးတွေကိုကျွန်တော်တို့အခကြီးငွေပြူပြီးတော့သူတို့ဖယ်ရှားနိုင်မှုတွေအစီအမံတွေပေါ့နော်အင်္ဂလိပ်လိုကျွန်တော် fresh for work လို့ခေါ်တဲ့အစီအစဉ်ဟာမျိုးတွေလုပ်ပေးတယ်အဲ့ဒါဆိုရင်တော့သူတို့တက်ကလည်းပုံမှန်ဝင်ဝင်ပြင်ရပြီးတော့ဒီဘာစုပုံမှန်ခက်ခဲသွားတဲ့နေရာလေးတွေကိုပြန်လဲဒီဖောက်လို့ရနိုင်ပေါ့ဒါပေမဲ့ဈာထဲမှာအရေးကြီးတာကတော့အခုလာဖိတ်ကြခင်မှာဒီ moving လာတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ moving လာမှာဒီဒီ demo နဲ့ဒါပေမဲ့နောက်တမိုးလာပြန်လေဒီဟိုကြီးကလာလေလုံနေကြတဲ့အချိန်မှာဒီလူမျိုးအမှုပါအောက်ရောက် အရေးကြီးတယ်လို့ယူဆတယ်ဆိုတော့အဲ့ဒါလည်းတစ်ပိုင်းကနေစဉ်းစားရမယ်ဆိုတော့အဲ့ဒါအပြင်အဲ့ခုနကလူစားစားတော့အားလုံးကလူနေတဲ့အရာတော့အားလုံးကအဲ့ဒါကိုထိခိုက်သွားတာတွေ့ရတယ်လူတိုင်းကြောက်ရွံ့ပြီးတော့ဒီစိတ်ကျမ်းမာရေးအတွက်ကိုကျွန်တော်တို့တော်တော်ကြီးကိုအားထုတ်ပြီးတော့ဟိုလုပ်ဖို့လေလူနေသေးတဲ့အားလို့မြင်ပါတယ်ဟုတ်ကဲ့ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာရောဘယ်ပိုင်းတွေကအရေးကြီးပြီးရောဘယ်သူတွေမှာတာဝန်ရှိတယ်လို့ဆရာပြောလိုပါသလဲရှင်အခုကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးအတွက်ဆိုရင်စိတ်ကြံကင်မှာဒါလူဝတ်ချက်ကတော့အကြီးရတော့ဒီ ော်တို့စောက်ပြီးပစ္စည်းတွေပေါ့နော်ဒါတွေလည်းကျွန်တော်တို့ကနိုင်ငံတော်ပိုင်းကလည်းပြီးပြီးတော့အခွန်ကြီး short term နဲ့ short ကျွန်တော်တို့ပစ္စည်းတွေကိုနည်းနည်းပို့ပြီးတော့ဈေးသက်သာနဲ့ရနိုင်အောင်ပြုဖို့လိုသလိုပြန်လည်ပြီးထောင်ရွေးမှရှိတဲ့ခုနအရေးကြီးတဲ့အရေးသေးချင်းတွေပေါ့ဒါတွေကိုလည်းကျွန်တော်ဒီကတက်မှတ်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်နောက်ကဒီငွေမီးတွေကတော့နှစ်တရာတရာကျော်မှအခုတို့လည်းဒါပြန်လုပ်ပေးရမယ်ဆိုနောက်တစ်ချိန်မှာဒီအစားအုပ်တွေကကျွန်တော်တို့ဟိုဒီစားအရေးသေးမှုတွေနဲ့စီစောက်ဖြစ်လို့ရှိရင်တော့ဆက်ပြီးတော့ဟိုပြိုလဲနိုင်တယ် က်ပြီးဆုံးရှုံးပြီးတော့ကျွန်တော်ဝမ်းနဲ့ကြိုင်နဲ့ကြိုးပြနိုင်သေးတယ်လို့ပြောပေးကျွန်တော်ပြောချင်ပါနောက်ဆုံးအနေနဲ့ကတော့ဆရာအခုဒီ UNO ချာရုလိုအဖွဲ့တွေကပြန်လည်ထူထောင်ရေးတွေလုပ်တဲ့အခါမှာကိုတူခိုတာလုံးနေရာထက်ဆိုင်ရင်တာဝန်ရှိသူတွေရဲ့အကူအညီထောက်ပံ့တွေကလည်းအများကြီးလိုအပ်တယ်လို့ပြောပါရရှင်။လက်ရှိဌာနဆိုင်ရာတွေရဲ့ငလျင်တုံ့ပြန်ရေးလှုံ့ဆော်နေမှုတွေအပေါ်မှာရောဘယ်လိုများသုံးသပ်ပြောလိုပါသလဲရှင်။အခုဆိုရင်အဲတချို့သောနေရာတွေမှာဒီဌာနဆိုင်ရာဝန်ထမ်းတွေကသူတို့ မအီရဲဘူးမဝင်ရဲဘူးမသွားရဲဘူးဆိုတဲ့အားလည်းကျွန်တော်ကြားပြီးနေဆိုတော့လူဝက်ချက်ကိုသူတို့ဖြည့်ဆည်းဖို့မှာတာဝန်ရရှိတော်လည်းပဲသူတို့ကိုယ်တိုင်လည်းပြီးပြင်ထားရသည်အများကြီးရှိနေဆိုတာကိုလည်းဒါဆက်ကနားလည်ကြည့်လို့ရတယ်ဆက်ကတော့ခုနကဒီကဘူးလုံးလို့မရဘူးလားလို့ဆိုရင်တော့လေလို့ဖို့အတွက်လူဝက်ချက်ကတော့အများကြီးရှိနေတော့ဖြစ်ဆုံးဖြတ်ပေးရမယ့်နေရာတွေကျွန်တော်တို့ချမှတ်ပေးရမယ့်ဟိုကျွန်တော်တို့ခုနကအရေးကြီးသေးသေးမှုနဲ့ဆိုင်နေရာတောက်လူကြီးပါမစ်တီနဲ့ဆိုင်နေရာ အစကြည့်ပေါ့နော်ဒါတွေကိုကျွန်တော်လွယ်လွယ်ကူကူနဲ့မြင်မြင်ဆန်းဆန်းလုပ်လို့ရအောင်လုပ်ဖို့ရနေလေကျွန်တော်တို့ဒီပြီးတော့လာပြီးတော့အကူအညီပေးတဲ့ဖွဲ့စည်းတွေကိုလည်းကျွန်တော်တို့စီစစ်ကြတော့စီစစ်စားရဲချင်ပါဘူးသို့တော်လည်းပဲလွယ်လွယ်ကူကူနဲ့ဝယ်ထွက်သွားလာပြီးတော့လိုအပ်တဲ့အကူအညီကိုအပေါင်းဆက်ညီနိုင်တဲ့ဟာကိုအားပေးခိုင်းပြီးတော့ကျွန်တော်တို့လုပ်နိုင်မှုအတွက်ခွင့်ပြုပေးတာမျိုးလည်းပို့ပြီးတော့ဆောင်ရွက်ပြီးမြင်မြင်ဆန်းဆန်းပြောင်းလုပ်ပြီးမယ်ဆိုရင်တော့အမြန်ဆုံးပြန်လည်းထူထောင်နိုင်မယ်အမြန်ဆုံး ကျွန်တော်မြို့ရွာတွေကိုတိောက်နိုင်မယ်ပြီးတော့ကျွန်တော်တို့အားလုံးအာဘေးဒဏ်ရာခံမှာဒီလိုဘေးကိုကြုံလာတဲ့အခါမှာစုပေါင်းအားနဲ့ပေါ့နော်ဒီမင်းရောဒီပါရောဒီနိုင်ငံကအဖွဲ့အစည်းတွေဒီမင်းအဖွဲ့အစည်းတွေဒီဌာနကရအဖွဲ့အစည်းတွေအားလုံးပေါင်းပြီးတော့ဒါကိုကျွန်တော်တို့လုပ်နိုင်ဖို့ဖွင့်လန်းဖို့တော့အထူးပြင်တော့ဒီတာဝန်ရှိတဲ့ဒီဘက်ကလည်းဒါကိုညွှန်ပြပြီးတော့ဒါကိုခေါ်ဆောင်ပြီးရင်တော့ပို့ပြီးတော့အဲ့တော့လည်းမြန်ဆန်လာနိုင်ပါတယ်